တောင်တရုတ်ပင်လယ်မှာရေနံတန်ချိန်တန်းတရာထက်ထွက်ရှိနိုင်တဲ့အီယာမရေနံတိုက်တစ်ခုကိုတရုတ်မျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်း CNOOC ကရှာဖွေတွေ့ရှိထားကြောင်းတရုတ်နိုင်ငံပိုင်ဆင်ဝါသတင်းဌာနကမတ်လ31ရက်မှာဖော်ပြပါဗျ။အသက်ရှာဖွေတွေ့ရှိထားတဲ့ဟွေကျိုး196ရေနံတိုက်ဟာ တောင်တရုတ်ပင်လယ်ရဲ့အငင်းပွားနေတဲ့ဒေသမှာတရှိတာမဟုတ်ပဲကမ်းရိုးတန်းကနေရေမိုင်200လောက်ရှည်တဲ့တရုတ်အထူးစီးပွားရေးဇုန်ထဲမှာရှိနေတာဖြစ်ပါလိမ့်။ရှန်ချမ်းမြို့ကမ်းရိုးတန်းကနေ106မိုင်กว่าမှာရှိတဲ့အဲ့ဒီရေနံတိုက်ဟာရေအနက်မီတာ100လောက်မှာရှိနေတာဖြစ်တယ်လို့စင်ဝါသတင်းမှာဖော်ပြထားပါလိမ့်။စမ်းသက်တူဖော့ရမှာနေစဉ်ရေနံစိမ်း413စီနဲ့တဘာဝတန်ငွေ6800ကုဗမီတာထွက်ရှိနိုင်ကြောင်းတွေ့ရှိခဲ့တယ်လို့စင်ဝါသတင်းကဖော်ပြပါလိမ့်။ အဲဒီလောက်နှက်တဲ့နေရာမှာတက်ရောက်နေတဲ့အပူချိန်နဲ့ဖီအားကြောင့်ရေနံနဲ့သဘောဝတက်မှုရှာဖွေရေးအတွက်စိန်ခေါ်မှုတွေရှိနေတယ်လို့သိရပါတယ်။တရုတ်ကသူတို့ရဲ့စွမ်းရင်ဖူလုံရေးအတွက်ဖြီးပကတင်သွင်းမှုအပေါ်အားထားနေရမှုကိုရှော့ချနိုင်ဖို့ကြိုးပမ်းနေပေမဲ့သူတို့ရဲ့ရေနံစိမ့်တင်သွင်းမှုဟာလာမယ့်နှစ်နှစ်ဆန်းပိုင်းအထိစံချိန်တင်မြင့်တက်အောင်မယ်လို့မျှော်လင့်ရပါတယ်။